ဒါနဲ့စကားမဆက်နှစ်ခုအားနာတယ်တစ်ခုကတလလောစကားမဆက်ပြီးတန်နဲ့အဆက်ပြတ်သွားလို့နောက်တစ်ခုကနလန္ဒဆိုတော့အတန်နေနားနေဟုတ်ပါတယ်နလန္ဒပါစေးုံတလလောက်တက်လဲရတယ်စီးယူသွေးယူဖြစ်နေတာမသိဘူးလေအဲ့ဒါစောင့်တက်ပြီးတော့သွေးရူနှလုံးအသေးအစားသဖြင့်အကုန်လျှောက်ထိကုန်လို့စေးုံတက်လဲရတယ်တကယ်ပြောတာပါ ကျမကြီးအချိန်လေးကြောင့်ပေါ့လေ음ရည်စရာပြောအောင်မယ်ကျမကြီးကျမကြီးဆိုတော့တာမန်လူတွေအတွက်ကနာချီချောင်းစုနေမကောင်းဖြစ်တာကနေဟိုးဦးနာကျူကန်းအသေးနှလုံးစသဖြင့်ကိုကျမကြီးခေါ်ကြရဘူးသူ့မောင်ကြီးကြတော့ကျမကြီးဆိုလိုက်တာနဲ့အယက်မူးလွန်နေပြီထင်ရတာဟုတ်ပါဗျာသူ့မောင်ကြီးအကယ်ဒမီရတာစာပေစုရတာကိုလူသိနေတယ် အရက်တောက်တာကြတော့မြမာပြည်တွင်မကဘူးတကဘာလုံးသိတယ်။ဟိုး၂000ခုနှစ်ကအမေရိကကိုစာပီဆွေးနွေးဝဲတက်ဖို့သွားတယ်။အဲ့ဒါရောက်ရောက်ချင်းပလင်းနဲ့စီးကျူတယ်။ပြန်တော့လေကျန်တဲ့နိုင်ငံကစာရေးဆရာတွေကလက်ဆောင်ဖြစ်သူတို့လက်မှတ်ကလေးတွေထိုးပြီးတော့အကောင်းစားအရက်တပလင်းလက်ဆောင်ပေးတယ်။မမှတ်ကရောပဲ။တခါလဲမနစ်ကပေါ့လေ။အဲ့ဒါအကယ်ဒမီပြီးပွဲနီးတော့ဩစတြေးလျ ပေးသားတယောက်ကဖုန်းလမ်းဆက်တယ်။ဒီနေ့အကယ်ဒမီဘလူးရမလဲပေါ့လေ။သူတို့စိတ်ထဲထင်တာကနှစ်တိုင်းနှစ်တိုင်းကျွန်တော်ကအကယ်ဒမီစာအိတ်ဖွင့်နေတာကိုဖွင့်ပြီးဘသူရရပြောရရပြောတာ။အဲ့ဒါကိုကျွန်တော်ကကြိုသိတယ်ပေးသားကထင်တော့ဒီနေ့ဘလူးရမလဲမေးတာလမ်းပြီးတော့ဩစတြေးလျအဲ့ဒါစကားမဆက်သူကဘာပြောသလဲဆိုတော့ဥသူမောင်ကြီးရဲ့42လမ်းမှာငငယ်တော့အရက်ဖြူနဲ့လူပြန်တော်ဗရမယာသွေးစည်းနဲ့ရိုးတောက်တာမှတ်မိသေးတယ်တဲ့။ All in ပေါ့ ကျွန်တော်တောင်မေ့နေတဲ့ကိစ္စဒါနဲ့နေစားမအောင်တဲ့ဥစုမောင်ကြီးအကယ်ဒမီရတာဘယ်နှခုနှစ်လဲတဲ့ဘာဇက်ကားလဲတဲ့ဘာစုလဲတဲ့ဟောဗျာအဲ့ဒါကြတော့မမှတ်မိဘူး52လမ်းမှာအရက်ဖြူနဲ့လူပြန်တော်ပဒမယာသွေစီစတောက်တာတော့မှတ်မိတယ်အဲ့ဒါဩစတြေးလျာပြိသအဲ့တော့ကျမ်းမာကြီးဆိုလိုက်တာနဲ့သူ့မောင်ကြီးမူးနေပြီထင်ကြတာဟုတ်စိတ်မကောင်းစရာပါပဲတကယ်ပါဗျာစီးကျူသွေးကျူကနေပြီးတော့ရှောက်လိုက်ကုန်လို့စေယုံတလာတက်လေရတာပါ ဲစကားမဆက်ဒီတပတ်တော့နေမကောင်းရဲ့ကြာအင်းနေမကောင်းရဲ့ဆိုတော့နလန္ဒပေါ့လေနလန္ဒကြာကနေပြီးတော့ပဲပေးတာကိုအာနာလူမန္တလေး FM ကိုလည်းအာနာလူအတန်နာနာနဲ့ပဲပြောချင်ပါတယ်ဘာပြောမလဲဆိုတော့ဒီယာဒီကအမေနေနဲ့ပတ်သက်နေတဲ့ယာဒီကျွန်တော်တို့မြန်မာနိုင်ငံရဲ့အမေနေနဲ့ပတ်သက်နေတဲ့ယာဒီဆိုတော့ကျွန်တော်အမေအကြောင်းလေးပြောပြရစီဟဲ့သူ့မောင်ရဲ့နင်းအားဗမာပြည်မှာ အမေအကြောင်းအရေးဆုံးစာရေးစရာမဟုတ်လားနှင့်အမေအကြောင်းပြောလို့မကုံတော့ဘူးလားလို့မထင်ကြပါနဲ့ကျွန်တော်အခုပြောမှာကအမေကကျွန်တော်တို့ငငယ်တုန်းကသင်ပြီးတဲ့ဗုဒ္ဓယဉ်ကျေးမှုအခြေခံသီးသီးလေးတွေအကြောင်းပါဒီလိုပြောလို့လည်းအခုဖွင့်ထားတဲ့ဗုဒ္ဓယဉ်ကျေးမှုအခြေခံသင်တန်းတွေကအကြောင်းမျိုးလေးတွေမဟုတ်ပါဘူးကစီကတ္တကိစ္စလေးတွေပါလူငယ်တွေအတွက်အထူးပြုပြောမှာပါလူငယ်တွေအတွက်ဆိုပေမဲ့လေ ဒီကတိကတ္တကိစ္စလေးတွေက တချို့လူကြီးတွေတောင်မသိကြပါဘူး။အဲကျွန်တော်ပြောပြပါမယ်။စူပါစု ကျွန်တော်တို့မိဘတွေငငယ်တုန်းကကလေးတွေဥတော်ဥတော်ဆိုပြီးတော့လက်ဥချီတယ်သင်တယ်။အဲ့ဒီကလေးကအမေကလက်ဥချီနီးလေးကိုလက်ကလေးနှစ်ဖက်ကြာဘူးလေးလူချီရတယ်ဆိုပြီးသင်ပါတယ်။ဒါနဲ့ပတ်သက်လို့ကျွန်တော်အထွေကြုံလေးတစ်ခုပြောပြပါမယ်။1992ခုလောက်ကကျွန်တော်တရားစခန်းတစ်ခုဝင်မှုပါတယ်။ ပကံကဣတိဒေဝပညာရိပ်သာအရှင်သုံးပါဗုဒ္ဓဆိုတဲ့ကိုတော်ကြီးရှိမှာပါကျွန်တော်ကဝင်တာမဟုတ်ပါဘူးဆရာတော်ကြီးကကျွန်တော်အရက်တောက်နေတဲ့အချိန်ပေါ့လေထင်ပြီးတော့ဒီကောင်တော့ဖြင့်အရက်သမားဘွားကငါချွတ်မဟဲ့ဆိုပြီးတော့လင်းမြန်လက်မှပို့ပြီးစွတ်ခေါ်လို့သွားတာပါအမှန်ကအဲ့ဒီအချိန်မှာ ကျွန်တော်ကအရက်ပြတ်နေတဲ့အချိန်တကယ်လို့ကျွန်တော်အရက်တောက်နေဝင်ပြစ်မှာမဟုတ်ဘူးစွတ်သမားကိုအဲ့တော့အရက်ပြတ်နေတဲ့အချိန်ဆိုတော့လေ ဇာရောစကားနားထောင်ပြီးတော့အဲ့ဒီလင်းမြန်လက်မှတ်ကလေးနဲ့လိုက်သွားပြီးဝင်လိုက်တာပါပထမရက်ပိုင်းတော့ခန်းရတာပေါ့လေကျွန်တော်ကပိန်ချောင်ယူဆိုတော့တရားထိုင်ရတာနာတာပေါ့ဖြားလေးခင်းထိုင်ရတာနာတာပေါ့အဲ့တော့အဆိုးဆုံးကနေ့လယ်ပိုင်း3နာရီစက်တိုက်ထိုင်ရတာအဆိုးဆုံးပဲအဲကျွန်တော်နဲ့အတူမခံနိုင်တာကအမေရိကန်ဖုန်ကြီးအမေရိကန်ဖုန်ကြီးဆိုတာကဗုဒ္ဓဘာသာလူဝတ်ထားတယ်အမေရိကန်နိုင်ငံသား Mac ဆိုတာသူကလည်းမခံနိုင်ဘူးဘာကြောင့်လဲဆိုတော့ဘေးကတခြား ယောဂီတွေကအဲ့ဒီဖားဘူကြီးလူရှူရှဲရှူရှဲဖြစ်နာယီတွေထွက်ကြအော်တဲ့လူကအော်နတ်ပူးလူဖြစ်တဲ့လူကဖြစ်အဲ့ဓာတွေကိုသူကလည်းမခံနိုင်ကျွန်တော်ကလည်းဖင်ချောင်ယူစုလို့မခံနိုင်တော့ဆရာတော်ကို၃နာရီအစား၃နာရီခွဲလောက်ထားပါဆိုပြီးတော့ဈေးစစ်ဆရာတော်ကစိတ်ဆိုးဆိုတော့ဒီလောက်ဖြစ်တဲ့ကောင်းနှကောင်းလာစမ်းဆိုပြီးတော့ဒီပကန်းမြင့်နေပြီမှာကျွန်တော်နဲ့ဘုံကြီးမိုက်ကို၃နာရီစဉ်ညာလျှောက်ခိုင်းတယ်သူကတော့ဒံပေးတာ ကျွန်တော်တို့နဲ့ဒီအမေရိကန်ဘုန်းကြီးကတော့အကြိုက်ပေါ့လမ်းလျှောက်ရတာနားလိုက်လျှောက်လိုက်နားလိုက်လျှောက်လိုက်၃နာရီဟန်းကိုကြာအဲ့လူနဲ့ပေါ့လေအဲညာပိုင်းကျတော့တရားလျှောက်တရားဖြေရတာပေါ့လေအဲ့ဒီမှာတနေ့ကြာတော့နောက်ဆုံးနေ့လူလားမသိဘူးမမှတ်မိဘူးအဲ့ဒီမှာဆရာတော်ကရွေးပြီးကျွန်တော်ကိုခေါ်တယ်ဟဲ့တကားသူ့မောင်လာအောင်ဆိုတော့ကျွန်တော်ကသွားအားလုံးရှိမှကျွန်တော်ကိုလက်ဥချီခိုင်းတယ်အဲ့တော့ကျွန်တော်ကလက်ဥကလေးချီချီတော့ကဲ ယောဂီတွေအားလုံးကိုအဲ့ဒီလက်ဥကိုပြလိုက်စမ်းဆိုတော့ကျွန်တော်လက်ဥကလေးကိုပြလိုက်ကျွန်တော်ကလက်ဥကလေးကိုကြာဘူးလေးလို့ခြည်ထားတာဟုတ်ဟေးရှေ့ကဖုံးကြီးတွေပါအဲ့ဒီလက်ဥကိုကြည်စမ်းတယ်ဆရာတော်ကြီးကမိတ်အားလုံးကကျွန်တော်လက်ကိုကြည်နေကြတယ်ဘလောက်လှတယ်လဲကျွန်တော်လက်ကမလှပါဘူးဆရာတော်ပြောချင်တာကလက်ဥချီပုံလှတာကိုပြောချင်တာပါကြာဘူးလေးလို့မစီမကျဲအုတ်အုတ်ကလေးခြည်ထားတာကိုပြတာပါပြတော့မှပြီးတော့မှကျွန်တော်ကိုမေးတယ်ဟဲ့တကာသူ ီလက်အုပ်ချီဝုန်ချီနီဘသူတင်တာတော့ဒီတော့ကျွန်တော်ကဖြီးတယ်ငငယ်လေးကမေတော်ကြီးတင်တာပါဗျာတဲတော်တဲ့မိမကြီးပဲလို့အမေကိုချီးကျူးတယ်ဒါအခြေခံဗုဒ္ဓဘာသာအမေတင်တာပါပဲဆိုပါစို့စိတ်ပရိစိတ်အဲ့ဒီခါမှာအမေကအရဟံကိုစိတ်ခိုင်းတယ်လွယ်ရပါအရဟံ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 လွယ်လွယ်လေးအရင်စိတ်ခိုင်းနေကျွန်တော်တို့ငငယ်ငယ်တုန်းကစိတ်တယ် စိတ်တော့ဒီရဟန်းပြီးလဲပြီးရောတော်တော်လေးညက်ကောနောက်ထပ်တစ်ဆင့်တက်တယ်အရဟန်းအရဟန်းအာရနော်အရဟန်းအရနည်းနည်းချာဟန်းအရဟန်းပြီးတော့အနည်းနည်းချာရဟန်းအရဟန်းဆိုပြီးတော့စိတ်ခိုင်းနေနည်းနည်းခက်လာတယ်နော်ပြီးတော့မှရှင်းပြတယ်အရဟန်းဆိုတာက လူနတ်တို့ဤကိုးကွယ်ရာ ဖြစ်သောမြတ်စွာဘုရားအရဟံဆိုတာက အတွင်းရန်အပြည့်အနှုကိုအောင်မြင်တော်မူသောမြတ်စွာဘုရားအရဟံဆိုတာက စိတ်ကွယ်ရာ၌ပင် မကောင်းမှုကိုပြုတော်မမူသောမြတ်စွာဘုရားအဲ့ဒါလူကျွန်တော်တို့ငငယ်လေးကသင်ပြပါလေပြီးတော့ရှိသေးတယ်ကုတ်ကုတ်စเนาะကျွန်တော်တို့ဒီနေ့ပြောနေကြတယ်ကုတ်ကုတ်စ ဟင်း तू အဖြစ်ကုတ်ကုတ်စာသိမ့်နိုင်တာပဲနော်ကုတ်ကုတ်စာသိမ့်နိုင်တာပဲပြောချင်တာကဒိဗေကသိတ်ကစီးနေတာပဲသူ့အတွက်ပဲသူသိတယ်သူ့ဘက်ပဲသူရက်တယ်ဒီလိုပြောချင်တာပါအမှန်ကမဟုတ်ပါဘူးနော်အမေတင်ထားတာကမြတ်စွာဘုရားဟောတဲ့ကုတ်ကုတ်စာဆိုတာကနောင်တတဖန်ရတာဆိုလိုတာကမိမိအမားတစ်ခုလုပ်တယ်နောင်တရတယ်ပြုတ်ပြင်လိုက်တယ်ပြီးပြီးမိလိုက်တော့နော်ဒီလိုရှိရမယ် အဲ့ဒါကိုမဟုတ်ဘူးမိမိအမားကိုခဏခဏသတိရနေတာအဲ့ဒါကုတ်ကူစခေါ်တယ်တဲ့နော်ကျွန်တော်တို့မှားတုံးနေကြတာအဲကုတ်ကူစပြီးတော့တခါရှိပါသေးတယ်ဥပက္ခတဲ့နော်သွားသမားသူ့ဥပက္ခထားလိုက်သမားတဘောကတော့သူ့ကိုဂရုမစိုက်နေတော့နော်ပေရလကံထားလိုက်တော့ပေလာရဲ့ကံမဟုတ်ဘူးနော်ပေရလကံပေရလကံထားလိုက်တော့နော်ဂရုကိုမစိုက်နေတော့ကောင်းနေမထင်နေတော့ဒီလူလူတွေက မကောင်းရာဘက်မှာသုံးနေကြရတယ်။အမှန်ကမဟုတ်ပါဘူး။မေတ္တာဂယုဏမုဒိတာဥပက္ခာဆိုတဲ့ဗျမစုတရား၄ပါးထဲမှာမြတ်စွာဘုရားဥပက္ခာကိုအကောင်းဘက်မှာသုံးထားတာပါ။မြတ်စွာဘုရားကိုယ်တိုင်ကဥပက္ခာဆိုတာကိုဒီအကောင်း၄ပါးထဲမှာနောက်ဆုံးအနေနဲ့အခက်ဆုံးအနေနဲ့ထည့်ထားတာနော်။ဒီဥပက္ခာဆိုတာအကောင်း အဆိုးမဟုတ်ဘူး။ ဆိုလိုချင်တာကမြတ်စွာဘုရားကဘာပြောချင်တယ်လဲဆိုတော့ဥပ္ပခာဆိုတာဆိုးခဲ့တာတွေတပါးသူပေါ့နော်တပါးသူဆိုးခဲ့တာတွေမကောင်းတာပြုတ်ခဲ့တာတွေကိုမေ့ပစ်လိုက်ပါ ခွင့်လွတ်လိုက်ပါလို့ပြောတာစဉ်းစားကြည့်နော်မေတ္တာဆိုရယ်မေတ္တာလို့အတန်တွဲမှားနေကြတယ်အမှန်ကမေတ္တာပဲရရသံမပါဘူးအဲ့ဒီမေတ္တာဆိုရဲချစ်ချင်းရတယ်တကယ်တော့လွယ်ပါတယ် စဉ်းစားကြည့်လေကုလင်ကုမရရီးစားမောင်နှမချစ်ကြတာပဲတငယ်ချင်းလွယ်ပါတယ်ကရုဏာသနာတာလွယ်ပါတယ်သရောင်စာတွေ့သနာတာပေါ့လမ်းပြီးတောင်းထမ်းပြီးတော့เนาะဟိုမုံလဲရောင်းနေနေပူမိုးရွာမရှောင်းเนาะကိုကမော်တော်ကားပေါ်ကသနာလူရတာပဲမုဒိတာနည်းနည်းခက်လာပြီเนาะမုဒိတာ သူများကောင်းစားတာကိုဝန်တာပြီးတာနည်းနည်းခက်တယ်မနာလူဖြစ်ဖို့ကများတယ် ဥပမာတစ်ခုပြောပြမယ်။စင်းရဲသားတယောက်ထီထပေါ့ဝင်ဝန်တာပြရတာလွယ်တယ်။ကိုမောင်နှမချင်းထီထပေါ့လို့ရှင်မနာလူဖြစ်ကြရောနော်။အဲ့ဒါမုဒိတာ။အဲ့တော့ဝန်းမြောက်ပြတာကမုဒိတာနည်းနည်းခက်လာပြီ။ဥပက္ခာအခက်ဆုံးပဲ။နော်။လူတယောက်နဲ့တယောက် စကားများတယ်၊ရံဖြစ်တယ်၊ပြဿနာဖြစ်တယ်၊တခုခုကိုပေါ်ဆိုကားတယ်ဆိုရင် ကလေစားချီဘူးကစဉ်းစားတာများတယ်။အမှုလုံမဲရဲတိုင်မဲနော်။ ခွင့်လွှတ်လိုက်ပြီဆိုတာတော်တော်ခက်တယ်ကိစ္စအဲ့ဒါကိုမြတ်စွာဘုရားကခွင့်လွှတ်လိုက်ပါဆိုပြီးဥပက္ခာလို့ဟောတာနော်အဲ့ဒါလေးတွေကိုအမေကငငယ်ရသင်နေနောက်ပြီးတော့ ရှိသေးတယ်ဗျအဲ့ဒါတော့ခုနကနေတစ်ဆက်သေးပဲကျွန်တော်တို့တရားစခန်းဝင်ပြီးတော့ကျွန်တော်တရားစခန်းကထွက်တော့အရှင်သုံးမဗုဒ္ဓဆရာတော်ကြီးကမှားတယ်ဟဲ့ငါစုမောင်နင်ကအမှုပညာသေးစိတ်ကခံများများနော်အဲ့တော့ အခုဒီမှာတရားထိုင်လို့တော့ဟုတ်နေတာပဲဟုတ်လဲဟုတ်တယ်တရားထိုင်တဲ့အချိန်မှာစိတ်ကတလွန်အေးချမ်းတာဘယ်မှမရောက်ဘူးအေးချမ်းနေစိတ်ကလေးတရားထိုင်ပြီးထွက်လာတဲ့တလလောက်အတွင်းမှာလည်းတော်တော်အေးချမ်းတာဗျနော်အနည်းစားဆုံးပြောရရင်သချင်းစုမမှားဘူးစာသားတွေမမေ့ဘူးနော်နောက်ရုပ်ရှင်ရရင်လည်း dialogue စီမမှားဘူးမမေ့ဘူးအရှိကြီးပြောနိုင်နေ acting ကြီးကောင်းနေမျက်နာကြည်တယ်အမှားတွေမလုံးမိဘူး စိတ်မှန်နေပေါ့နော်စိတ်သန့်နေပေါ့နော်ဒါတလားလောက်ပဲခံတာနောက်ပိုင်းကျတော့လေပုံမှန်ပြန်ဖြစ်ပြီးတော့ရောရီရောရာတွေဖြစ်တာပါပဲအဲ့တော့ဒါကိုကြိုသိရဲ့ဇာတော်ကြီးကမှားလိုက်တယ်ဘာလေးလို့လို့သတိလေးကနော်တရားမထိုင်နိုင်ရင်တောင်းထိုင်နိုင်ရင်တော့ကောင်းတာပေါ့အိခဏီဇလင်းကားမနစ်အဲမထိုင်နိုင်လို့ရှိရင်ဘာလေးလို့လို့သတိကတမင်းစားရင်စားရဲနော်သွားတိုင်ရင်တိုက်တယ်မျက်နှာစင်စစ်တယ်နော် အဲ့လူ3လေးကလမ်းရှောင်ရင်ရှောက်တယ်သူကဆိုတော့အဲ့လည်းကကြည်တော့မစိုးပါဘူးပထမပိုင်းတော့ရတယ်နောက်ပိုင်းတော့လည်းမေ့ကုန်တာပေါ့ဒါနဲ့အမေမေးရတယ်အမေအဲ့လူပဲမေ့ကုန်တယ်ဘာလို့ရင်ကောင်းမလဲဆိုတော့အမေကအလွယ်ဆုံးနည်းပြောတယ်ဟဲ့သားစုပါစုလမ်းလျှောက်တယ်တလှမ်းနှလမ်းသုံးလမ်းလေးလမ်းငန်းလမ်းဖရာတရားတန်ခါမိပါဆရာဖရာတရားတန်ခါမိပါဆရာဖရာတရားတန်ခါမိပါဆရာအနန္တရဏငါးပါအဲ့ဒါလေးကိုစိတ်ထဲကမှတ်ပြီးလမ်းလျှောက်လေကားတဲ့တဲ့ရင်လည်းဒီလိုပဲ အမျက်နာသိရင်လည်းဘုရားတရားတန်ခါမိပါစရာဆိုပြီးငါးကသိရေချိုးရင်လည်းဘုရားတရားတန်ခါမိပါစရာဆိုပြီးငါးခွဲ့သွားတိုင်ရင်လည်းဘုရားတရားတန်ခါမိပါစရာဆိုပြီးငါးကစီတိုက်ထမင်းစားရင်လည်းငါးလုံးအဲအဲ့ဒါကြတော့မစူဘောနော်ဘာလေးလုံးလို့ဘုရားတရားတန်ခါမိပါစရာကျွန်တော်တို့ကကျွန်တော်ကစေးပေါ်လေးတောက်တာကိုစေးပေါ်လေးတောက်တော့ဖင်စီကန်လေးကိုမိကျင်နေခောက်တာကိုနော်တောက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 ် ငါကဖရာတရားသံဃာမိပါဆရာဒါလေးကအကျင့်ဖြစ်သွားတဲ့အခါကျတော့ဘာဖြစ်လာလဲဆိုတော့နောက်ပိုင်းအကျင့်ဖြစ်သွားတဲ့အခါကျတော့ကတော့ပါရဲ့နော်နောက်ဖေးနောက်ဖီသွားတဲ့အခါရည်စည်ရင်လေရောင်ပြီးတော့ဖရာတရားသံဃာမိပါဆရာ ဖြစ်ကုန်ရောအဲ့ဒါကျတော့မကောင်းဘူးဟောဒါနဲ့အမေပြောရတယ်အမေအကျင့်ဖြစ်သွားတဲ့အခါကျတော့နောက်ဖေးနောက်ဖီသွားတဲ့အခါမှာတောင်း ရည်စည်းရင်ဖရာတရားသံဃာမိပါစီဟာဖြစ်ကုန်လေအဲ့ဒါဘယ်နဲ့လုပ်ပြင်ရမလဲလို့မိတော့အမေကပြန်ပြောပြတယ်။ဒါရေတဲ့ဖရာလက်ထက်တော်ကနော်ဝိဇာကအကြောင်းအမကြီးဆိုတာရှိပြီ။နော်ဝိဇာကအကြောင်းအမကြီးဆိုတာမြတ်စွာဘုရားကိုကြည်ညိုတဲ့မိမသားတွေထဲမှာနော်တာမန်မိမပေါ့နော်လူမိမတွေထဲမှာအကြည်ညိုဆုံးဣရတဲ့ရတယ်။အကြည်ညိုဆုံးဘွဲ့ကိုရတယ်။ဝိဇာကတထေးမကြီးဆိုတာရှိတယ်တဲ့။ ဘုရားကိုအလွန်ကြည်ညိုတာဘယ်တော့မှမမေ့ဘူးအမြဲတမ်းသတိရတယ်ဘုရားကိုအားရင်လေဘုရားရှိပဲသွားပြီးမျက်နှာတော်ကိုကြည်ကြည်ညိုနေတာနော်ပြီးတော့ဘုရားနဲ့မတွေ့တဲ့အချိန်မှာလေဘုရား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 ဒါပဲသူလုံနေတယ်အဲ့တော့မြတ်စွာဘုရားကဒါကိုသိတော်မူတဲ့အခါကျတော့မေးတယ်ချစ်သမီးဝိသာခာ तू ကမြီးတရာလောက်ရှိတယ်တဲ့နော်ဒီအကြောင်းမကြီးကမြီးတရာလောက်ရှိတယ်အဲ့တော့ချစ်သမီးဝိသာခာနင်ငါကို တတိမရတဲ့အချိန်များရှိသလားမေးတယ်မေးတော်မူတယ်အဲ့ဒီခါကျတော့ဝိတာခါဖြေတယ်အရှင်ဖျားကတော့ဗါရဲ့နောက်ဖေးနောက်ဖီသွားတဲ့အချိန်နဲ့ကာမဆက်ဆံတဲ့အချိန်မှာမေ့ထားပါတယ်ဖျားလို့ဖြေတယ်ဒီခါကျတော့မြတ်စွာဘုရားကပြောတယ်အဲ့ဒီအချိန်ဒီမှာလေတတိယကောင်းပါလေခြေသမီးအမားမရှိပါဘူးလို့ဖြေတယ်အဲ့တော့ငါသားနောက်ဖေးနောက်ဖီသွားတဲ့အခါရည်စည်းတဲ့အခါဒီအနန္တအနန္တ၅ပါး တရိယာလည်းမမားပါဘူးလို့အမေကသင်ပါတယ်။ဒါနဲ့စကားမဆက်ဒီအပတ်အမေနေ့နဲ့ပတ်သက်နေလို့အမေကိုဥတီပြီးတော့ဘုရားတရားအကြောင်းလေးတွေပြောနေတာလေဒီကြောင်းနောက်ဒီကြောင်းကထူးဆန်းတာကကျွန်တော်ဟာစကားမဆက် series ကိုပြောတာစတုန်းကအစင်အဆက်လူကျင်တယ်လို့မန္တလေး FM ကပြောလို့စကားမဆက်ဆိုပြီးတော့ကျွန်တော်ကောင်းစဉ်ပြေးလိုက်တာပါပြောချင်ရပြောလို့ရအောင်နောက်ပိုင်းကျတော့ကျွန်တော်အမှုပညာရှင်နဲ့ပတ်သက်တဲ့ကိစ္စလေးတွေပြောပါတယ် နော်ရည်စရာမောစရာလေးတွေလည်းပါတယ်လွမ်းစရာလေးတွေလည်းပါတယ်ဘဟုသုတာလေးတွေလည်းပါတယ်အဲ့တော့တချို့ကလူငယ်ကြိုက်တယ်တချို့လူကြီးကြိုက်တယ်ပေါ့လေအဲ့ဒီမဲ့အမှတ်မထင်ဘာဖြစ်လာသလဲဆိုတော့ဟိုတခါပြောဘူးတဲ့ဒေါ်ဟေတုနော်ဒေါ်ဟေတုဟေတုပစ္စယောဆိုတာကိုဘာမှမသိဘူးဘာအထိပ္ပယ်မှမသိဘူးစာမတက်ပေမတက်တိုးသူကြီးဟေတုပစ္စယောဆိုတာကိုဘာမှမသိဘဲနဲ့ယုံယုံကြည်ကြည်ရွတ်လို့၃နှစ်လုံးလုံး မပုတ်မတိုးတဲ့အဖွာကြီးတော့အဖွာကြီးတယောက်အကြောင်းကိုကျွန်တော်ပြောမိပါတယ်ပြောခြင်းနဲ့အတိပေကဒီနေ့အမှုပညာသည်ဒီ24ပစ္စည်းဟေတုပစ္စည်းရောအာရမဏပစ္စည်းရောအဲ့ဒါလေးတော့တော့ယုံယုံကြည်ကြီးနဲ့ရွတ်ကြပါမျက်နာပွင့်ပါတယ်ဆိုတာကိုပြောခြင်းတာအဲ့ဒါကဗျာထပေါက်တယ်လူကြီးရောလူငယ်ရောကြိုက်ကြတယ်ဒါကြောင့်လေဒီကြောင့်ဒီနေ့ဒီတရားဓမ္မအခြေခံနော်လူပီနေတဲ့အကြောင်းလေးတွေပြောနေရတာအဲ့တခါတလေကျတော့လည်း စကားမဆက်ပေါ့လေရည်စရာပြောအောင်မယ်အမေကလူလေကြတာလေးတွေရှိတယ်မိမတွေကတခါသူတို့ချင်းစငယ်ချင်းမိတ်ဆွေပေါင်းသင်းဆွေမျိုးတွေတွေ့တဲ့အခါကျရင် ရောက်တတ်ရရာပြောတတ်ကြတာကိုအဲ့ဒါအမေကကျွန်တော်တို့ငငယ်တုန်းကဘာပြောသလဲဆိုတော့ဝဏ္ဏကြီးကိုဝင်းကြီးနေတုန်းကလေဝဏ္ဏဆိုတာကျွန်တော်ကိုဒါရိုက်တာမောင်ဝဏ္ဏအဲ့ဒါမောင်ဝဏ္ဏကြီးကိုဝင်းကြီးနေတုန်းကလေတဲ့ဘန္ဒရသီရဲ့သီးစားရတယ်လို့အိမ်မက်မက်တယ်ဘန္ဒရသီရဲ့သီးဆိုတာဘာမှကျွန်တော်ကမသိဘူး သို့တော်လေကောင်းနေအိမ်မက်ဆိုတာတော့သဘောပေါက်တယ်။ဒါနဲ့အမေကိုမေးတယ်။အမေဘန္ဒရသေသီးဆိုတာဘာလဲ။မေးတော့အမေကဘန္ဒရသေသီးဆိုတာနတ်ပြည်မှာသီးတဲ့သေသီးတဲ့။အေးကောင်းတာပေါ့။ကောင်းတာပေါ့။နောက်တစ်ခါအမေကပြောပြန်ရောသူတို့မိတ်ဆွေချင်းတွေ့တဲ့အခါကျရင်ဟောမောင်ယူပလေးကိုဝင်ကြီးနဲ့တော့ကလေတေယုဘိုးတော်တယောက်ကဆန်အိတ်ကြီးလက်ဆောင်ပေးတယ်လို့အိမ်မက်မက်တယ်။ဒါတော့သိတယ်ဆန်အိတ်ထမင်းကောင်းကောင်းကျွေးမယ်စား ဲ့ဒါပဲခဏခဏကြွားနေတယ်ကျွန်တော်အကြောင်းမပါဘူးဗျအဲ့တော့ကလေးဆိုတော့သိကျင်တာပေါ့ငါအရုံးကဘာအိမ်မဲမဲတည်းသိကျင်တာပေါ့အဲ့တော့အမေမေးတယ်အမေတားလှဲတော့ဘာအိမ်မဲမဲတည်းဆိုတော့ငါပြောသီးစားရတယ်လူအိမ်မဲမဲတည်းဖီချံကပြောသီးစားရတယ်အိမ်မဲမဲစိတ်ထဲမကောင်းတာဗျာမောင်ဝနကြတော့နတ်ပြည်မှာသီးတယ်ဗန္ဒရာသီးရဲ့သီးကျွန်တော်ကြတော့ဖီချံကပြောသီးဒါနဲ့လူဝဲနေတာပေါ့လေကလေးဆိုတော့စိတ်မကောင်းဖြစ်ုံပဲရှိတာနေတာပေါ့ ။နောင်အသက်တည်ကြီးလာပြီးတော့ကိုယ်အလုံးအကင်ကိုစီဖြစ်တော့အားလုံးထဲမှာကျွန်တော်ကအချမ်းသာဆုံးမြတ်ပတ်စံအရှာနိုင်ဆုံးအမေကလည်းကျွန်တော်ရှိရာမိုးဘိုးအတောင်ဆုံးမြတ်ကျွန်တော်ကလည်းအပေးဆုံးမြတ်အဲ့တော့ကျွန်တော်ကပြန်ပြီးရည်တယ်အမေကိုကဲအမေဘယ်မှာလဲဗန္ဒရာစီရဲ့စီးဟမ်အခုတော့ဖီချန်ကပွေစီပဲလှိမ့်စားနေပါလားဗျာဆိုတော့အမေကလေတယ်ဗျပြန်ပြောတယ်ဟဲ့သားရဲ့တဲ့ အမေပြောသားပဲတဲ့ဘန္ဒရာစီရဲ့စီဆိုတာနတ်ပြည်မှာစီးတာလေလူတွေစားဖို့မဟုတ်ဘူးတဲ့ဖီချာငါပြောသေးဆိုတာကကွန်းရဆိုင်မှာလည်းဝယ်လို့ရတယ်တဲ့လွယ်တယ်တဲ့လူတွေစားဖို့တဲ့ကောဘလောက်လဲလေလူနော်ဒါလေးတွေကလည်းဘာပဲဖြစ်ဖြစ်မှတ်ဖို့သားဖို့အရေးကြီးတဲ့ကိစ္စလေးတွေပါပဲနောက်တစ်ခုကကျွန်တော်ကအမေကိုတေဂာနီးအထိပြုစုခဲ့တာရှိတယ်အခုဆိုရင်ကြည့်ကျွန်တော်သမီးစိုးအိမ်သူဆိုရင်မနေ့မိုးလင်း9နာရီမှာလာတရားဓမ္မတွေလွှင့်တဲ့ လားမဆူရင်သူမန္တလေး FM မှာအလုပ်လုပ်တယ်မိဘပေါ့လှုပ်ကျွေးနေတယ်တာကြီးဖူးဆောက်ကြဆိုရင်ရတယ်သင်္ကန်းန်းပက်ဆန်တွေကိုတပြားမှမထိဘူးအဖေအမေကိုအတ်တယ်။အော်ပြီးတော့မှအဖေတစ်ထောင်လောက်ပေးပါအောင်အမေတစ်ထောင်လောက်ပေးပါအောင်ခေါက်ဆွဲသွားစားမလို့အဲ့လူသားမျိုးရတယ်အငယ်ဒီနှစ်ယောက်ဆိုရင်လေတယောက်ကစင်ကာပူမှာအငယ်ကောင်ကထိန်းထိန်းသားစင်ကာပူမှာဘူမိဗေဒအင်ဂျင်နီယာလုပ်တယ် နော်ရတဲ့ပတ်စံလေးနဲ့သူ့ညီမအငယ်ဆုံးထိတ်ထားကိုကြောင်းထားပေးတယ်ဘလောက်လိန်ပါလဲသားသမီးတွေလေအဲ့ဒီအကျိုးတွေကဘာကြောင့်ခံစားရသလဲဆိုတော့ကျွန်တော်အဖေနဲ့အမေကိုကျွန်တော်ပြုစုလို့ကျွန်တော်လူကျွေးလို့ပြန်ပြီးတော့အကျိုးခံစားရတာလို့ကျွန်တော်ယုံကြည်တယ်လူကျွေးလို့ဆိုတာကသိတ်ကြီးကြီးကြီးမဟုတ်ဘူးဗျကျွန်တော်အဖေဆိုတာကဟေ့တာရုမှာဖောင်တိန်တစ်လက်ရှိရင်ထမင်းမငါဘူးกว่าဆိုတဲ့လူသားမျိုးပါဒါပေမဲ့ အဖေနဲ့အတူကျွန်တော်လိုက်နေပြီးတယ်အဖေအသက်ကြီးတော့အဖေကိုကျွန်တော်စောင့်ရှောက်တယ်အဖေကိုကျွန်တော်လှုပ်ကြွေးစရာမလိုသူကသူ့ထမင်းသူစားတယ်လို့စာရေးစားပြီးဒေဂန်ဤထီမျက်စိတစ်ဖက်ကွယ်တော့တစ်ဖက်ကိုမှန်ဘလူးနဲ့ကြည့်ပြီးစာရေးပြီးတော့ထမင်းစားသွားတယ်လူသူ့ထောက်ပံ့စရာမလိုဘူးဒါပေမဲ့သူ့အနားမှာကပ်ပြီးကျွန်တော်နေပြီးတယ်အမေသိင်္ဂနံတောင်းကနံမတောင်းပါဘူးထောင်ကနံမတောင်းပါဘူးတခါလေတောင်းမှ၄900တောင်းတာအဲ့ဒါဘာလို့ဖို့လို့ဆိုတော့မုံဝဲတယ် ခြံထဲကကလေးတွေကိုပြန်ကျွေးတယ်အမေအလှကဒါပဲအမေကနေပူမိုးရွာမရှောင်းလမ်းဘေးစည်းတွေခေါ်ခေါ်ပြီးဝယ်တယ်အမေဘာလုပ်ဖို့လဲလမ်းဘေးစည်းတွေဟဲ့သားနောက်ဈေးမစစ်ဘူးဘန်းလိုက်ဝယ်လာအမေရဲ့ဘာလုပ်ဖို့လဲတပြက်စည်းတယ်လားဝယ်ဝယ်ပြီးကျွန်တော်ရှိပတ်စံတောင်းအမေဘာလုပ်ဖို့လဲအပူရီလမ်းဘေးရာဈေးလည်းမစစ်ဘူးตาเอซุรุเนี่ยณีปูมูยัวไม่ช่องลั่นบี้มาหยอดตัวเนี่ยอ่ะ အဲ့ဒါအမေအလှလုံနေတာဆိုပြီးတော့သူကအဲ့ဒီညင်းနဲ့လှူတာကျွန်တော်အဲ့ဒါတွေကိုကျွန်တော်ထောက်ပံ့ပေးတယ်ဘာမှလည်းမကုံပါဘူး၄၅၈၀၀တထောင်ပေါ့လေအဓိကကျွန်တော်အမေကိုပြုစုတာကတော့တစ်နေ့တစ်ခါအမေနဲ့၅မိနစ်မိနစ်20နာရီဝက်စသဖြင့်စကားသွားပြောတာတက်ကြီးရွယ်ဦးတွေမှာအဓိကလူအချစ်ကစကားပြောဖို့သူတို့ကအထီးကျန်သူတို့ငငယ်တုန်းက ရှီအောင်အောင်ပြတီပြောခြင်းနဲ့ထက်ခါထက်ခါပြောခြင်းနဲ့ပြောမှာပဲကျွန်တော်အမေကတော့စိုးစိုးကပြောတယ်တရားဓမ္မလေးတွေကိုမှတ်ဉဏ်ကောင်းတော့ပြန်ပြန်ပြောတယ်အဲ့တော့ကျွန်တော်အတွက်လည်းအကျိုးရှိတယ်စာရေးဖို့အတွက်ကုံချမ်းနေရတယ်နော်တခြားလူကြီးသူမတွေကတော့နော်စကားတွေထက်ခြင်းလဲထက်မယ်သို့တော်လေသူတို့ခမရမှာ lonely ပေါ့နော်အထီးကျန်တယ်နော်လူကြီးနဲ့အနန်နေခေါ်တယ်အဲ့တော့စကားတွေထက်ခါတက်ခါပြောလို့လူငယ်တွေကလည်းအနားမကပ်ခြင်းဘူးသူတို့အထီးကျန်တယ် တော့အထီးမကြံရင်တော့စကားပြောဖို့ရှားတယ်စကားပြောဖို့ရှားတဲ့နေရာမှာအထူးသဖြင့်ယောက်ျားတွေကတော့မနှဲမူလင်းဒုကောက်ကလေးနဲ့เนาะလမ်းလျှောက်ထွက်ပြီးတော့သူ့အဖိုးကြီးအချင်းချင်းအကောင်မလေးတွေအကြောင်းဖြစ်ဖြစ်တရားဓမ္မအကြောင်းဖြစ်ဖြစ်ပြောကြဆိုကြရင်းနဲ့သူ့အသက်ရှည်စီရှားနိုင်နေအဖွားကြီးတွေခင်ဗျာမှာကတော့အင်ရှိပက်လက်ကထိုင်နေထိုင်စေပရီလေးကင်ပြီးတော့ဒီလိုပဲငုံတူကြီးချောက်เนาะခွေမောင်းလုံနေရရှားတာစကားပြောဖို့မရှိဘူးအဲ့တော့ ျွန်တော်ကအမေနဲ့တနေ့ကိုနော်နိုင်ဝဲတနားကြီးသွားသွားပြီးတော့စကားပြောပြီးတယ်အဲ့ဒါကုသိုလ်အများကြီးရတယ်အဲ့တော့တနေ့မှာအမေနဲ့စကားပြောနေလို့လမ်းပေါ်ကနေပြီးတော့မိသားအိုအိုဆွေးဆံကြားတယ်နော်မိသားအိုအိုဆွေးဆံကြားတော့အမေကခက်ကြေကြေလေးရွတ်အီတီပီသောဘဂဝါလောကဝီတူအီတီပီသောဘဂဝါလောကဝီတူအဲ့ဒါကို၁၁ခေါက် ရွတ်တယ်အဲ့တော့ကျွန်တော်မှထူးဆန်းနေတယ်ဣတိပိသောဘဂဝါပြီးရင်အရဟံလာရမယ်တာမန်တာဘုရောလာဟိုဒါနဲ့ကျွန်တော်ကအမေရွတ်လို့ပြီးတော့မေးတယ်အမေဣတိပိသောဘဂဝါပြီးအရဟံလာရမယ်လေလို့ဆိုတော့မဟုတ်ဘူးသားတဲ့တာရွတ်ကြည့်လေတဲ့ဣတိပိသောဘဂဝါလောကဝိတုဘယ်နှလုံးနေတဲ့ဆက်တလုံးပါအမေလို့အေးသားတဲ့လူတွေမှာမီး၁၇မီးဆိုတာရှိတယ်တဲ့ လောဘမီဒေါသမီမောဟမီຢာကမီစသဖြင့်ပေါ်တဲ့မိဆက်တမီရှိတယ်အတွင်းမီအပြင်မီမိဆက်တမီရှိတယ်အဲ့တော့အခုလောင်းနေမီရလဲအဲ့ဒီဆက်တမီသောကမီထဲမှာပါတယ်ဒါကြောင့်မလို့အဲ့ဒီမီငင်းအောင်ဖះကုံတော်နဲ့ဆက်တလုံးနဲ့အမေကပြေးရရွတ်ပြီးတာအမေဟာအဲမီလောင်းနေအစံကြားကြား နော်လူနာတင်ကားအတန်ကြာကြာ အိမ်နာမှာအတုပါရှိလို့ငွေဝေးရခါဖြစ်ဖြစ်အဲ့လူပဲ ETP တော်ဘဂဝါလောကဝိတုဆိုပြီးရွတ်တယ်။သူကိုယ်တိုင်စိတ်မချမ်းမသာဖြစ်ရင်လည်းလူပဲရွတ်တာပဲနော်ကျွန်တော်တို့ဇီဝရေးလူမှုရေးပြဿနာတွေဖြစ်ရင်လည်းလူပဲရွတ်ပေးတာပဲအဲတခါတလေကြတော့သူဘာရွတ်သလဲဆိုရင်ဖုဒ္ဓသာလောကဓမေဟိစိတ်တန်ရတနာကံပတိအာတောကံဝိရံခေမဒါလေးကတော့38ဖြာမင်္ဂလာတွေကနောက်ဆုံးအပိုက်ပါ။ ဗမာလူပြန်ရင်လွယ်ပါလေမကြောက်ရွံ့မတုံလုံးနဲ့မတွေးတော်မစိုးရင်နဲ့ဘာမှမမက်မောနဲ့ငင်းညာရော စိတ်ကိုမွေးမြူခြင်းဒီလေးပါးလေးပါ38ဖြာမင်္ဂလာတွေကနောက်ဆုံးလေးပါးမင်္ဂလာပြန်ရုပ်ပြပါမယ်မကြောက်ရွံ့မတုံလုံးနဲ့မတွေးတော်မစိုးရင်နဲ့ဘာမှမမက်မမောနဲ့ငင်းညာသောစိတ်ကိုမွေးမြူခြင်းအဲ့လိုအခြေခံလေးတွေကိုအမေကလုတ်ပြီးရှာပါတယ်ခုနပြောရတဲ့ အတီပီသောဘဂဝါလောကဝိတုလွေလွေလေးပါအဲ့ဒါလေးကိုယူဖို့ကျွန်တော်အမြဲတိုက်တွန်းပါတယ်ကျွန်တော်ကလည်းအဲ့ဒါလေးကိုကျွန်တော်ပူဆွေးသောကရောက်တဲ့အခါကျွန်တော်ပတ်ဝန်းကျင်မှာပူဆွေးသောကရောက်တာတွေတွေ့ရင်ယူပေးပါတယ်အဲ့တော့ဒီအခုနားထောင်နေတဲ့ပိဋကတ်တွေလည်းလွေလွေလေးပါနော်အတီပီသောဘဂဝါလောကဝိတုစက်တလုံးဒါလေးကိုယူပြီးရင်မမားပါဘူးနော်ဒါရှိရှိက လူကြီးသူမတွေရွတ်တဲ့ဂါထာလေးပါကဲနောက်ဆုံးအရေးကြီးတာလေးပြောပြရစီကျွန်တော်တို့နေ့စဉ်နဲ့အမျှရွတ်နေကြပါလေနမောတတဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနော်ဘုရားရှိခိုးတဲ့အခါတိုင်းမှာလည်းရွတ်တယ်အလူမှာလည်းရွတ်တယ်သီလယူတဲ့အခါမှာလည်းရွတ်တယ်နော်အတိဘေကူသိကြပါသလားဒီဟာလူငယ် တွေအတွက်ဆိုပေမဲ့တချို့လူကြီးတွေတောင်အထိပယ်ကိုမသိပါဘူးသိလွယ်ပါလေနမောဖရားပါပဲတတဖရားပါပဲဘဂဝတောဖရားပါပဲအရဟတောဖရားပါပဲတမ္မာတမ္မုဒ္ဒတဖရားပါပဲဖရားငါးကြိမ်ရွတ်တာပါပဲကောင်းပါပြီနောက်တစ်ဆင့်တည့်ရအောင်အဲ့ဒါဘယ်ကလာပါသလဲအမေတင်တာနော်လွယ်လွယ်လေးပါလွယ်လွယ်လေးပါ မြတ်စွာဘုရားပွင့်တော်မူတဲ့နေ့ကအဲ့ဒီနေ့ကဟိမွန်ဒါတောင်းမှာမထင်မှတ်ဖေးယာသည်မဟုတ်ဖေးပန်းနေပွင့်နေအစည်းတွေစည်းတယ်သူ့ယာသည်မဟုတ်ဖေးနဲ့တီးဆောင်ပန်းဆောင်ပွင့်နေအဲ့တော့ဟိမွန်ဒါတောင်းကိုစောင့်ရှောက်တဲ့နာမင်းကြီးတစ်ပါးရှိတယ်သူ့နာမည်ကတာတာဂီရီတဲ့သူတို့နာမင်းကြီးကအချင်းချင်းသရင်ပို့ဖို့ဂရိရှိကြတယ် ဒီခါမှာသူကဗရုသရင်ပူပါတည်းဆိုတော့ဟိမွန်တာ တောင်ကြီးကမြို့ရွာတွေကိုစောင့်ရှောက်တဲ့ဟေမာဝန္တာဆိုတဲ့နတ်မင်းရှိကူသရင်သွားပူရတယ်။အဲ့ဒီခါမှာဟေမာဝန္တာနတ်မင်းကလည်းသရင်တူတစ်ခုကိုပြန်ပူတယ်။ဒီနေရာမှာစကားမဆက်ပြောအောင်မယ်။နတ်တီအချင်းချင်းသရင်ပူတာကိုကောလာဟာလာလို့ခေါ်တယ်။အဲ့ဒါကိုအမှားသုံးနေကြတယ်။ကောလာဟာလာပါကွာကောလာဟာလာပါမဟုတ်ပါဘူး။နတ်တီအချင်းချင်း သတင်းပို့တာကိုကောလာဟာလလို့ခေါ်ပါတယ်အဲ့တော့သတင်းပို့တော့ဟေမောင်ဒနမင်းကြီးကလည်းပြန်သတင်းပို့တယ်ဟုတ်ပါတယ်အခုပဲလောကမှာနော်လူနတ်တူကြီးကိုကိုရဖြစ်သောမြတ်စွာဘုရားဆိုတာပွင့်ပါပြီပြန်ပြန်ပြီးသတင်းပို့တယ်အဲ့လူနမင်းနှစ်ပါးကောင်းငင်မှာစကားပြောနေတဲ့အချိန်မှာဟိမွန်တာတောင်ကြီးမှာရှိတဲ့ကာလီဆိုတဲ့တတိသမီးကမိမဖွားနိုင်ဘူးဖြစ်နေတယ်အဲ့တော့ အဲ့ဒီနာမည်နှစ်ပါးစကားပြောတာကြတော့ချက်ချင်းပဲမိဖွားနိုင်နေတဲ့နော်အဲ့လိုမိဖွားနိုင်နေဆိုတော့ဒါဟိုနည်းနဲ့မရောလို့မရဘူးနော်အင်္ဂုလီမာလာတုံတယ်ဟေမာဝန္တာတုံတယ်ရောလို့မရဘူးနော်အဲကဲထားပါတော့ထားပါတော့လीဒါကအဖြစ်အပျက်တစ်ခုပေါ့လीအဓိကပြောချင်တာကအဲ့လိုမြတ်စွာဘုရားပွင့်တော်မူတဲ့အချိန်မှာနော်နတ်တီအချင်းချင်းသတင်းပို့ရာကနေကောလာဟာလာလောက်ရာကနေပြီ နမောဆိုပြီးတော့ဟိမဝတနတ်မင်းကြီးကစပြီးတော့ဖျားတာတယ်အလင်းရောင်ကိုပြီးတဲ့သူရိနတ်မင်းကြီးကတတဆိုပြီးတော့ရွတ်တယ်ဘဂဝါတော်ဆိုတဲ့စကားကိုတော့စတုမဟာရနတ်မင်းကြီး၄ပါးကသူတို့ကအမြဲတမ်းအတူတကွနေတယ်စတုမဟာရနတ်မင်းကြီး၄ပါးကဘဂဝါတော်ဆိုပြီးရွတ်တယ်တရားမင်းကအရဟတော်ဆိုပြီးရွတ်တယ် တဟံပတိပြမာကြီးကတော့တမ္မာတံဗုဒ္ဓတာဆိုပြီးရွတ်တယ်။တဟံပတိပြမာကြီးဆိုတာကတဟံပတိနာမကေပြမဟိနာကျောကိုနိညာနေဝပပတိမဟာသတိစကြတန်းဝင်ပြီးအေဟီအေဟီခေါ်ဆိုပြီးကျွန်တော်ဓမ္မစကြာသခြင်းမှာဆူတော်ဆူဦးပါတယ်။မြတ်စွာဘုရားတရားဥဟောတော့ပထမဦးဆုံးပြင်စွဲအကြီး၅ဦးနဲ့အတူကျွတ်တန်းဝင်တဲ့နတ်ပါနော်။အဲဒါတဟံပတိပြမာကြီးပါ။သူကကြတော့ တာမတံဗုဒ္ဓတာဆိုပြီးယူတယ်။ပြန်ယူပြပါမယ်။ဟိမဝတနာမင်းကြီးကနမောသူရိနာမင်းကြီးကတတအတူတူနေကြတဲ့စတုမဟာရိနာမင်းကြီး၄ပါးကဘဂဝါတော၊သကြာမင်းကအရဟတော၊သဟံပတိဗြဟ္မာကြီးကသမန်တံဗုဒ္ဓတာအဲ့ဒလူနာမင်းကြီး၈ပါးကဖယား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 ဆိုပြီးတော့ငါးကြိမ်တကြတာနမောတတဘဂဝါတော၊အရဟတော၊သမန်တံဗုဒ္ဓတာပါ။ကောင်းပါပြီ။ကျွန်တော်ကဒီလေလိုင်းသားနေပြီးတော့အခုလိုရုတ်ပြတဲ့အခါကြတော့ မှားသားတာမလွယ်ပါဘူးအဲ့တော့အတိကကဘာလဲဆိုတော့နမောတတဘောတော်အရာတော်တမန်တမုဒ္ဒတဆိုတာကိုကျွန်တော်တို့နေ့စဉ်နဲ့အမြညွတ်နေတဲ့အခါမှာအတိဘေရေအတိဘေကတော့လွယ်လေဖျားငါကတတာပါယွတ်တဲ့အခါမှာပော့ပော့မယွတ်ကြပဲနဲ့ဩငါဒီနမောတတယွတ်နေတဲ့အချိန်မှာငါနဲ့အတူနတ်မင်းကြီးရှစ်ပါးကလည်းဝိုင်းယွတ်ပေးနေကြပါလားလို့စိတ်ထဲမှာထားနိုင်လို့ရှိရင် အလွန်အရသာရှိပါတယ်။ထီလေထီရောက်ပါတယ်။အဲ့တော့နမောတတရွတ်တိုင်းမိမိအနာမှာနာမင်းကြီး၈ပါးရှိတယ်လို့သဘောထားနိုင်ရပါသေးလို့ဆိုတောင်းရင်းနဲ့ဒီနေ့ဒီအပိုင်းကိုညီကုန်းချုပ်ပါတယ်။ကြားမှာကြပါစေ။